ောင်တမန်ရင်းကဥပိန်တရာပြင်ဆင်ထိန်းသိမ်းတာတွေကိုပညာရှင်အကြံပြုချက်တွေနဲ့ဒီဇင်ဘာလအတွင်းမှာစတင်ပြုလုပ်သွားမှာပဲဖြစ်ပါတယ်။တာယာသတင်းပေးပို့ထားပါတယ်ခင်ဗျာ။အမရပူရာမျိုးနဲ့တောင်တမန်အင်းကကဘာကျော်ဥပိန်တရာပြင်ဆင်တာကိုလချီကြရနာထားပြီးမဲ့တရာချက်ကင်မှုအတွက်လိုအပ်ချက်တွေရှိနေတာကြောင့်ပညာရှင်အကြံပြုချက်တွေနဲ့ဆက်လက်ထိန်းသိမ်းပြုရင်သွားမှာဖြစ်ပါတယ်။ဟိုမပြက်မရွံ့မဲ့ထားထားတာပေါ့နော်။ဒါပေမဲ့တချို့ပါလေပြက်နေပြီ။အဲ့နာအစားထိုးကအကောင်းရဲ့အစားထိုးတိုင်းကခုရှိတယ်။ ဲ့လိုလည်းမလုပ်လို့မရဘူး။ကြံ့ခိုင်မှုပိုင်းလည်းလိုတာ။နောက်ငကူရဲ့သဘာဝမှာပျောက်ဖို့လည်းလိုတာ။အဲ့ဒါလေးကိုစဉ်းစားဆုံးဖြတ်။တချို့ကလည်းဒီတက်တာအဟောင်းကြီးကိုဖယ်လိုက်ပြီးအစ်စ်ကြီးရောက်လာတော့သူလက်မခံနိုင်ဘူး။ကြံ့ခိုင်မှုမရှိဘူးဘယ်လိုလုပ်မလဲ။တကားပြူတော့မှာ။ဥပင်္ဂရာကိုချစ်တဲ့လူတွေအကြံပြုလို့ရတယ်ကျွန်တော်တို့ဖိတ်ခေါ်မယ်။ဖိတ်ခေါ်ပြီးလို့ရှိရင်အဲအဲ့ဒီတိုင်းဆောင်ရွက်မှာပေါ့။နောက်တစ်ခုကအကြံပြုရတဲ့မှာပညာရှင်ဖြစ်ဖို့လိုတယ် ဥပဒေတရားအနီးကတောင်တမန်စီမံကိန်းကိုလည်းသဘောပတ်ဝန်းကျင်ကိုထိခိုက်မှုရှိမရှိနဲ့တောင်တမန်ကြီးထိခိုက်မှုရှိမရှိအတွက်စစ်ဆေးနေလို့စီမံကိန်းကအစအဦး103လုံးမှ6လုံးကိုသာခွင့်ပြုခဲ့ပါတယ်။အစိုးရအဖွဲ့ကလည်းပြောတယ်ခင်ဗျားတို့ဒါပိတ်ဆို့တာမဟုတ်ဘူး။ဒီတောင်တမန်သစ္စာကြီးကစီဝိုင်းစီအောင်တမန်ဝင်နေနေကြီးပေါ့။အဲ့တော့ဖြစ်ထွန်းလာတဲ့အဆောက်အဦးတွေကတမန်ရဲ့အဲ scenery ပေါ့နော်။မြင်ကွင်းကြီးကိုမပြည့်စည်စေခြင်း။အဲ့တော့ဥပဒေတရားကိုမထိခိုက်စေခြင်း။ ောင်းသမန်စီမံကိန်းအစအဦးတချို့ဟာဥပဒေတရားနဲ့ပေးနေရအကွာမှာရှိတာကြောင့်ဆက်လက်တိစောက်ခွင့်မပြုဘဲရန်နာထားခိုင်းကြောင်းစီပင်သာရေးကော်မတီကဆိုပါတယ်။ခုပြွေးလုံးလိုက်လို့ထိခိုက်လာလို့ဟုတ်လားခုနပြောတဲ့ဟိုဒီဒီတောင်းသမန်နဲ့ဒီဥပဒေတရားကိုအမိပြုပြီးတော့ဟိုဖွံ့ဖြိုးလာမယ်ဒီ tourist အဲ improvement เนาะဒီ tourism improvement ကိစ္စကိုညှော်နှဲသွားနေပြန်ထိန်ချိန်ထိုးကြည့်တဲ့နော် တပတ်ကလောက်ကင်ခွင့်လေးရဆိုမဲ့ခုနတိုးရစ်အထွက်ရှင်မျိုး improvement မျိုးကရော့ကျသွားမှတော့လောက်ကင်နေတာရှိတာလေ market ဆိုတာပျောက်သွားမယ်ဒေသခံတွေကတောင်တမန်စီမံကိန်းကြောင့်ဥမေတရားကိုလာရောက်တဲ့နိုင်ငံသားသားဧည့်သည်တွေအတွက်စိတ်ဝင်စားမှုရုံနေရုံနာမကပဲတောင်တမန်အင်းကိုမိခိုပြီးလောက်ကန်စားတော့သူတွေပါအခက်ကြုံနိုင်တယ်လို့ဥဝင်တရားကိုလည်းရှင်းမှုမပြတ်ထိန်းသိမ်းပြုပြင်တာကိုသာလိုအပ်တယ်လို့သုံးသက်ပြောဆိုကြပါတယ်ကျွန်မကတားရပါရှင်